MRD ဖို့ရုပ်တံလိုင်းကိုတရှိနေကြတယ်ပရိသတ်များအလုံးမဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့ထဲမှာကျင်းပပြုလုပ်လျက်ရှိတဲ့ပရိသတ်များစိတ်ဝင်စားပြီးဘဟုသုတရရှိကြပွဲခန္ဓာတွေကိုအမြဲရိုက်ကူးတင်ဆက်ပေးလျက်ရှိတဲ့ရန်ကုန်မြဝင်ကျဲအစီအစဉ်ကိုတင်ဆက်ပေးသွားမှာပါဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမယ့်ခန္ဓာကတော့ Champion Square ရဲ့ Promotion Area မှာကျင်းပပြုလုပ်တဲ့ဝိုင်းဆိုင်အစင်းမြင့်စိန်ရွှေနာဆိုင်ရန်ကုန်ဆိုင်ဝဲဖွင့်လှစ်ခြင်းအထိတ်မှန်နေနဲ့ကျင်းပပြုလုပ်တဲ့ကန်ဆမ်းမဲပွင့်ပွဲခန္ဓာပဲဖြစ်ပါတယ် ပြိတ္တများခင်ဗျာရွှေဆိုတာရှေးမြမပြင်းများလက်ထက်တော်ကလေးရမြမလူမျိုးတို့အမျက်တနိုးနဲ့တန်ဖိုးတာဝစ်စင်ကြတဲ့အစဉ်တစားတွေပဲဖြစ်ကြပါတယ်။ဒါကြောင့်ဒီနေ့မှဆိုရင်တော့မြမနိုင်ငံရဲ့နာမည်ကျော်စိန်ရွှေရနာဆိုင်တွေကတစ်ခုဖြစ်တဲ့ဝိန်းစိန်အစင်းမြင့်စိန်ရွှေရနာဆိုင်ရဲ့ကတ်စတမ်မာတွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ကျင်းပပြုလုပ်ပေးခဲ့တယ်။ကန်ဆန်းမွဲဖွင့်ဝဲအခမ်းအနားရဲ့မြင့်ဝဲပုံရိပ်တွေကိုပြိတ္တများသိရှိရဖို့အတွက်ကျွန်တော်တို့ကရိုက်ကူးတင်ဆက်ပေးသွားမှာပါ။အားပေးကြည့်ရှုကြပါဦးခင်ဗျာ။ ပရိသတ်များခင်ဗျာဝိမ့်စိန်အစင်းမြင့်စိန်ရွှေရဏနာဆိုင်ရဲ့ရန်ကုန်ဆိုင်ခွဲဖွင့်လှစ်ခြင်းအထိမ်းအမှတ်အနေနဲ့ကျင်းပပြုလုပ်တဲ့ကန်ဆမ်းမဲဖွင့်လှစ်ဖွဲ့အခမ်းအနားကို Junction Square Promotion Area မှာကျင်းပပြုလုပ်ခဲ့ပါတယ်အခမ်းအနားကိုဝိမ့်စိန်အစင်းမြင့်စိန်ရွှေရဏနာဆိုင်မှတာဝန်ရှိသူများကတ်စတမာကြီးများဖိတ်ကြားထားသောဧည့်သည်တော်ကြီးများသတင်းနဲ့စာနယ်ဇင်းမီဒီယာတီတီမှတာဝန်ရှိသူများစုံကြီးစွာတက်ရောက်ခဲ့ကြပါတယ် ဒါပြင်ဒီနေ့ခန္ဓာမှာဝိစိတ်အစင်းမြင့်စိန်ရွှေရနာဆိုင်ရဲ့နောက်ဆုံးပေါ်စိန်နယ်ရွှေတဲ့လဝိရနာဒီဇိုင်းအစံများကိုခင်ကျင်းပြသပြီးရောင်းချပေးတဲ့အတွက်ဂျန်ရှင်စကွဲကိုဈေးဝယ်လာကြတဲ့ပရိသတ်များမှလည်းလာရောက်လည်လာအားပေးကြကြတာကိုလည်းမြင်တွေ့ကြရပါတယ်။ခန္ဓာစတင်ချိန်မှာတော့တေးသန့်ရှင်စောခုံမှ တေးသချင်းများဖြင့်တီးဆူဖြောပေးခဲ့ပါတယ်။ ိနော်မှာတော့ဝိစိန်အစင်းမြင့်စိန်ရှူရနာဆိုင်ရဲ့မန်နေဂျင်ဒါရိုက်တာဒေါ်ဖြူဖြူဆွေမှအဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ရမှာဝိစိန်အစင်းမြင့်စိန်ရှူရနာဆိုင်ကို1958ခုနှစ်မှာဖခင်ကြီးဦးဝင်းစိန်မှစတင်တည်ထောင်ခဲ့တာဖြစ်ပြီးဖခင်ကြီးရဲ့ရိုသားစူးစမ်းမှုတိကျမှန်ကန်မှုတို့ကြောင့်အခုလိုအောင်မြင်မှုများရရှိခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ဒေါ်ရဝိစိန်အစင်းမြင့်စိန်ရှူရနာဆိုင်မှာတာဝန်ရှိသူတူကိုလည်းတီလိုရာတွေကိုအခုလိုပဲမြင်မြင်ခဲ့ပါတယ် ဟုတ်ညီမတို့ရဲ့ဒီခန္ဓာအကျင်းပါတဲ့အဓိကရွယ်ချက်ကပေါ့နော်အဲဒီရန်ကုန်ဆိုင်ဖွင့်ပွဲရန်ကုန်ဆိုင်ထာဝရဝန်းစိန်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ညီမတို့ကစားမဲလောက်တာကိုကစားမဲဖွင့်တာပါညီမတို့25ရက်နေ့ကမန္တလေးမှာကားသုံးစီးပေးပြီးပါပြီဟုတ်အခုကရန်ကုန်ကရန်ကုန်ဆိုင်တို့ကကားသစီးထပ်ပြီးတော့ကားကစားမဲဖွင့်ပွဲရဲ့အခမ်းအနားလောက်တာပါဟုတ်ကဲ့ဟုတ်ညီမတို့ညီမတို့ တတန်ညီမတို့ဝင်းစင်ရဲ့တတန်ပေါ့နော်နှစ်ပေါင်း60နီးပါးရှိပါပြီဒီနှစ်ဆို59နှစ်ပေါ့နော်ညီမတို့မန္တလေးမှာဆိုင်သုံးဆိုင်ရှိပါတယ်ကျွန်မရန်ကုန်မှာတော့အခုမှဒီ2016မှာစဖွင့်တာပေါ့နော်2016ဇွန်လ25ရက်နေ့မှာစဖွင့်တာပါအဲစုစုပေါင်း၄ဆိုင်ပေါ့နော်ဟုတ်ကဲ့ ဟုတ်ညီမတို့အဲအမန်တကယ်တမ်းဖွင့်ပြတာတော့အဆောင်ကတော့ညီမတို့အမန်လေးမှာပဲအခြေကျတာပေါ့နော်ရန်ကုန်မှာလည်းလာဖို့လဲစိတ်ကူးလည်းမရှိပါဘူးဒါပေမဲ့2015 2016အတွင်းမှာပေါ့နော်ညီမတို့ Facebook page စထောင်လိုက်တယ်အဲနောက်ပိုင်းမှာရန်ကုန်က customer order ရန်ကုန် order တွေအရန်တက်တယ်ပေါ့နော်တချို့ကကြတော့လေလိုချင်တယ်ဒါပေမဲ့တချို့ကပစ္စည်းမဝတ်ကြည့်ရဘူးမကင်ကြည့်ရဘူးဆိုရင်ပေါ့နော်တို့အဲ့ဒီမန်လေးကနေလှမ်းမာတာတို့ကဟိုစိတ်ဟိုဘယ်လိုပြောစိတ်မချဘူးပေါ့နော်အဲ့လိုပုံစံမျိုးဆိုတဲ့အကြောင်းတို့ကလည်းရန်ကုန်လာဖွင့်မရအောင်မလာဖွင့်နေဆိုလို့ရှိရင်တို့တော့ဝယ်ရလဲအဆင်ပြေရဲ့ဆို ပြီးတော့ customer တွေကတောင်းဆိုလို့ညီမတို့ကလည်းရန်ကုန်ဆင်းလာပါဟုတ်ကဲ့ဟုတ်ညီမတို့ဆိုင်မှာဆိုလို့ရှိရင်ညီမတို့ရွှေရသုံးမျိုးသုံးပါတယ်ညီမတို့အခေါက်သုံးတယ်15ပဲ3နဲ့တင်းကား3နဲ့ပေါ့နော်တင်းကားဆိုလို့ရှင်တော့14ပဲ14ပဲ4ရွေးရှိပါဟုတ်ညီမတို့ဆိုင်ဆိုင်မှာရွှေ3မျိုး3ပါတယ်ဟုတ် ဟုတ်ညီမတို့ညီမတို့နှစ်နှစ်ပေါင်းကလည်း60နီးပါးလောက်ရှိပြီပေါ့နော်အဲ့ဒီကညီမတို့ရဲ့ဒီလိုနှစ်ပေါင်းများစွာရက်တိနိုင်တာဟာညီမတို့မမှန်ကန်ပဲနဲ့မရက်တိနိုင်ပါဘူးညီမတို့အဓိကအလေးထားဆုံးကတော့ညီမတို့ရဲ့ရွှေရည်သွေးပါပဲနောက်ပြီးညီမတို့ရဲ့ဝန်ဆောင်မှုကိုလည်းညီမတို့တတ်နိုင်သမျှကောင်းအောင်ထားပါတယ်ပေါ့နော်ဟုတ်ပြည့်အခါကျတော့လေညီမတို့ဟိုအရောလက်ခဆိုလေအတတဆုံးဒီဇိုင်းဆိုလို့ရှင်လေညီမတို့အမြဲတမ်းအမြဲတမ်းစိုင်းတက်တီထရင်နေအောင်ညီမတို့အမြဲလုပ်ထားရဲပေါ့နော်ဟုတ်အဲ့ဒီဟိုင်းနဲ့ညီမတို့စိုင်းကိုဆက်ပြီးတော့ 家私我先俾听,聽听听他下话好嘅。 ညီမတို့ဆိုင်ကအမြဲတမ်းအမြဲတမ်း customer တွေသူကအကောင်းဆုံးကိုပဲညီမတို့ provide လုပ်နေပါတယ်။နောက်ပြီးတော့အကောင်းဆုံး service ကိုလည်းညီမတို့ပေးနေပါတယ်။အရွယ်လက္ခဏာဆိုလို့ရှိရင်လည်းကိုကိုတိုင်းထုတ်တဲ့ဟာဖြစ်တဲ့တော့ကြောင့်မို့အတတအောင်ရောတဲ့လက္ခဏာကိုပေးတာပါ။ရွှေရည်မှာဆိုလည်းစိတ်ချပါတယ်။ဘယ်တော့ခါမှအယောင်ပြောင်းသွားခြင်းလည်းမရှိပါဘူး။ရောတဲ့လက္ခဏာလူများဆိုင်ထပ်ပုံများတယ်ဆိုတဲ့ဟာလည်းဘယ်တော့ဘယ်တော့မှမရှိခဲ့ဘူးပေါ့နော်။ဟုတ်ကဲ့။အရင်တော့ဆိုရင်လူတွေနေရလူတွေဆိုရင်ပြောပါတယ်။ကလေးတယောက်ကိုပစ္စည်းနဲ့ပဲပြောပြီးရောင်းဝင်းစိန်မှာတောဝယ်ခိုင်းလိုက်လို့ရှိရင်တော့မှစိတ်ချရတယ်ပေါ့နော်။ဘာမှဟိုဘာမှ ကိုစစ်စရာမလိုဘူးဆိုရဲတဘောကိုပြောတာပေါ့နော်ဟုတ်ညလူတွေကကျမကျမတို့ကိုအထက်မြေမှာပြီးတခုတော့ကျမတို့ဒီလောက်ထိယုံကြည်တာပါဟုတ်ကဲ့ကျမတို့လည်းဒီဂုံကိုကျမတို့ဆက်လက်ပြီးထိန်းသိမ်းထားတာပါဒါဆိုရင်အခုဆိုရင်ကျမအဖိုးလက်ထက်ကလေးကလောက်လာတာအဖေမေလက်ထက်အခုကျမတို့လက်ထက်ပေါ့နော်ဟုတ်ကျမတို့ generation 3ခုတိုင်းတိုင်းထိန်းသိမ်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့ယုံကြည်အားဒီယုံကြည်နိုင်ပါတယ်ကျမတို့လည်းပို့ပြီးအားပေးကြပါလို့ကျမကြိုးစားချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင် ဆလဘီဝိစိန်အစင်းမြင့်စိန်ရှူရနာဆိုင်ရဲ့နောက်ဆုံးမော်လက်ဝဲရတနာအစင်ဒီဇိုင်းဆက်များကိုမော်ရယ်များမှဝတ်ဆင်ပြသခဲ့ပါတယ်။ရေနော်မာတော့ဝိစိန်အစင်းမြင့်စိန်ရှူရနာဆိုင်ရဲ့ Chairman ဦးခေမောင်အေးမှရန်ကုန်ဆိုင်ဝဲဖွင့်တဲ့ချိန်မှစပြီးကန်ဆမ်းမဲ့ပေးတဲ့ကာလအတွင်းအများဆုံးဝယ်ယူအားပေးတဲ့ကက်စတမာများကိုအမှတ်ရလက်ဆောင်များ ပေးရချီးမြှင့်ခဲ့ပါတယ်။ ရိနောမှာတော့ဒေသရှင်စုထက်လိုက်မှတည်ဆူဖြော်ပေးခဲ့ပြီးအမတ်တရကန်ဆန်းမဲ့လက်ဆောင်များကိုမဲဖောက်ပေးခဲ့ပါတယ် ဆက်လက်ပြီးဒေသရှင်ချမ်းချမ်းမှတီဆိုဖျော်ပြခဲ့ပြီးမော်ရယ်မြမလည်း evening dress နဲ့တွဲဖက်ဝတ်ဆင်နိုင်တဲ့လက်ဝိကျန်နာဒီဇိုင်းဆက်များကိုဝတ်ဆင်ပြသခဲ့ပါတယ် ရီနော်မှာတော့ဒီနေ့ကန်ဆတ်မဲ့ဖွံ့ဖွဲခန်းနာရဲ့အဓိကစူးကြီးဖြစ်တဲ့2014 model Toyota Corolla Salon Car ကန်ထူရှင်ကိုမဲဖွံ့ရွေးချယ်ခဲ့ပြီးအမတ်တရဓပုံများရိုက်ကူးခဲ့ကြကာအခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်ကားကန်ထူရှင်ရဲ့ဝမ်းသာပီတိစကားသံများကိုလည်းအခုလိုပဲကြားသိခဲ့ရပါတယ်ခင်ဗျာ အရင်တော့ဘာမှတော့အမ်ပီယာအခုရန်ကုန်ရောက်မှရန်ကုန်မှရမတက်ဆိုင်နဲ့ဖွင့်တာဆိုအခုမှပဲစပြီးတော့အားပေးပေးဖြစ်တာပါရှင်စစ်ကြေးနေမှုကတော့အများကြီးရတယ်မောင်လေးဘာဖြစ်လို့လဲဆိုတော့အမကပေါ့နော်ပတ်စံအရင်အများကြီးနဲ့လုံနိုင်တဲ့ဟိုပါပေါ့ customer လည်းမဟုတ်တော့လေကိုကလေဘာလေးလောက်ဝင်ကောင်းမလဲပေါ့နော်ချွေကြည့်ချွေသားကြည့်လောက်တာကောင်းလား platinum လောက်တာကောင်းလားပေါ့နော်အဲ့လိုပေါ့စဉ်းစားပြီးတော့ဟိုရွေးဒီရွေးပေါ့နော်စမ်းကြမလေးရလဲအရင်သဘောကောင်းပါတယ်အမတို့စိတ်တန်းကြအောင်နားလေအောင်ရှင်းပြနိုင်တယ် စိတ်လဲစိတ်ရှိတယ်အကုန်လုံးစိတ်ကြင်တမှုရှိပါတယ်အယံဝမ်းသာပါတယ်ဘယ်လိုပြောမှန်းတော့မသိဘူးထင်လဲမထင်ထားပါဘူးเนาะကိုယ်ကံတလောက်ကောင်းမယ်လို့လည်းမထင်ထားပါဘူးဒီတစ်ချိန်ပေါ့เนาะဒီဝိတ်စိတ်မှာအပေးပြီးတော့ကားကဆက်မဲ့ပေါက်တယ်ဆိုတာတော်တော်ကြီးကိုအရန်ဝတ်တာပါလေဟုတ်ကဲ့ဝိဆိုင်ထာဝရဝိဆိုင်မိသားစုပေါ့နော်ဒီတစ်မှတ်ကတိုးတက်ကြီးပွားပါစေဒီတစ်မှတ်ကလည်းအောင်မြင်ပါစေကစ္စတမာတွေလည်းဒီရက်အများကြီးရပါစေရန်ကုန်မှာအခုဒီဒီဇိုင်းလေးပေါ့နော်နောက်ဆိုင်တွေအများကြီးဒီတစ်မှတ်ကအများကြီးလည်းဖွင့်ပြီးတော့တိုးတက်အောင်မြင်ပါစေရှင် ပြည်ထောင်ခမနှစ်ပေါင်း58နှစ်ကြာအောင်မြင်မှုများနဲ့ရည်တည်လာခဲ့တဲ့ဝိမ့်စိန်အစ်မြင့်စိန်ရှူရဲ့နာဆိုင်မှာရန်ကုန်မြို့မှာကစတမာများအစဉ်ပြေချောမွေ့စွာအားပေးနိုင်စေဖို့အတွက်လေးဆိုင်မြောက်ဆိုင်ွယ်ဖြစ်တဲ့ရန်ကုန်ဆိုင်ွယ်ကို25ရက်6လ2016ကဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဒီနေ့မှဆိုရင်တော့ဆိုင်ဖွင့်ပွဲအမှတ်တရအနေနဲ့ပြုလုပ်ပေးခဲ့တဲ့ကန်ဆမ်းမဲဖွင့်ပွဲခန္ဓာကို Junction Square ရဲ့ Promotion Area မှာအားပေးသူကစတမာများနဲ့အတူ CC ကားကားချင်းပါပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရည်တများလည်းဒီကဏ္ဍနဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့ရိုက်ကူးတင်ဆက်ပေးမှုကိုသဘောကျနှစ်သက်လိမ့်မယ်လို့ယုံကြည်မျှော်လင့်ရင်ကျွန်တော်တို့စီစဉ်ကနေနှုတ်ဆက်လိုက်ပါသည်ခင်ဗျာ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။